မင်္ဂလာတော်မှာနေတဲ့မိသားစုတစုကြုံတွေ့ခဲ့ရတယ်ပရာလောကဖြစ်မှန်ဇလန်လေးပါပဲသူတို့မိသားစုနေတာကဗဟုနိုင်ငံရေးတိုက်လိုင်းကမှနေတာဖြစ်ပါတယ်တရက်အန်ဒီဂျီနဲ့အန်ကယ်ဂျီအချီးအကျယ်ရန်ဖြစ်ကြပြီးအိမ်ခွဲနေရကနေစပါတယ်ညနေဆောင်တရက်မှာတော့အိမ်မှာကလေးတွေနဲ့ကြံခဲ့တဲ့ယောက်ျားဖြစ်သူကတငယ်ချင်းတွေနဲ့အတူတူအရက်တော့တောက်ကြပြီးည7:00နာရီဝန်းကျင်မှာမူးပြီးအိမ်ကိုပြန်လာကြတယ်တရားတစ်ခုအနားရောက်မှတော့မိသားစုတစုကိုတွေ့လိုက်ပါလေရော စကားလာပြောတော့နားထောင်ပြီးရတာပေါ့သူတို့ကမိသားစုဖြစ်ကြောင်းအခုလောလောဆယ်နေစရာမရှိလို့အခုအညီတောင်းပြီးအတနာခံနေတာဖြစ်ကြောင်းနေစရာပေးဖို့ကူညီပေးပါလို့ပြောလိုက်တဲ့အခါမှာတော့အန်ဒီကြီးအိမ်မော်ကနေဆင်းပြီးအိမ်ခွင်းနေလို့စိတ်လဲညင်ကူလဲကူညီခြင်းမူလဲမူးနေတဲ့အန်ဒီကြီးက အေးလိုက်ခဲ့အိမ်မှာငါတယောက်တည်းနေတာနင်တို့မိသားစုနေချင်ရင်လည်းလိုက်ခဲ့ပေါ့ဆိုပြီးတော့ခေါ်လာခဲ့ပါလေရောသူနဲ့အတူအရက်တောင်းပြီးပြန်လာတဲ့သူတွေရဲ့အမြင်မှာတော့တယောက်တည်းမူပြီးစကားတွေကိုရက်ပြောနေတာကိုအဲ့ဒီအချိန်မှာသတိမထားမိကြပါဘူးသူတို့ဘာသာသူတို့လည်းမူးနေကြတယ်တကယ်တော့သူတို့ခေါ်လာခဲ့တဲ့မိသားစုကပရာလောကသားတွေဆိုတာကိုမူးနေတဲ့တငယ်ချင်းတွေကလည်းမသိရှာပါဘူး ကျန်တဲ့တငယ်ချင်းတွေကသူတို့အိမ်ကိုသူတို့ပြန်ကြပြီးအငယ်ကြီးကလည်းကိုယ့်အိမ်ဘက်ကိုကိုလမ်းခွဲပြီးပြန်နေအိမ်ရှိရောက်လို့အိမ်ထဲဝင်မမယ်ဆိုမှသူခေါ်လာတဲ့ဒုက္ခသည်မိသားစုကမဝင်ပဲရက်နေကြလို့ဟာ လာလေကွာဒါငါအိမ်နင်တို့နေလို့ရတယ်ဝင်ခဲ့လေကွာ သူတို့ကအိမ်တွင်းစင်ရှိလို့ဝင်မရဘူးအဲ့ဒါကိုဖြုတ်ပေးလို့ပြောပြန်တယ်အတော်ကိုမူးနေတဲ့အန်ငယ်ကြီးကလည်းတကယ်ပဲဖြုတ်ပေးလိုက်ပါလေတော့အိမ်တွင်းကိုဖြုတ်ပြီးအိမ်ပြင်ထုတ်ပစ်တယ်အိမ်ထဲကိုရောက်တော့နင်တို့ကလင်မယားတွေဆိုတော့ငါတို့လင်မယားအိတ်တဲ့အခန်းမှာနေနင်တို့ကလေးနှစ်ယောက်ကတော့ငါသားတွေအိတ်တဲ့အခန်းမှာအိတ်ဆိုပြီးတော့နေရာချကြိုက်တယ်လို့ချက်ပြုတ်စားတောင်းနိုင်ကြောင်ပြောလိုက်လေတော့လေမနက်မိုးလေးအမူးပြေတော့သူဘာတွေလှုပ်လို့ဘာတွေလှုပ်ခဲ့မှန်းကိုလည်းသူမမှတ်မိတော့ဘူးနဲ့သူပါရဲ့ပုံမှန်ပဲအပြင်သွားအလုတ်သွားကလေးတွေနဲ့လည်းသူတို့ကသွားเสียရှိတာကိုသွား ားနဲ့သူ့အမျိုးသမီးအိမ်မော်ကဆင်းတာနှစ်လခွဲလောက်ကြာသွားပြီးနောက်ပိုင်းပြန်အဆင်ပြေသွားလို့ပြန်တက်လာတော့ မြင်နာကြတာနဲ့ပန်ဝန်းကျင်ကသတင်းမရင်းနဲ့သူတို့အိမ်မှာအလုံသွားကြင်ကြောင်းသွားကြင်လူတယောက်မှမရှိပဲအိမ်တကားတွေလည်းတော့ခတ်ထားနေရင်ကအတန်နေစကားပြောတဲ့နေထမင်းရင်ချက်တဲ့အတန်လူတန်ခလီတန်တွေလည်းကြားနေရတယ်ဆိုတဲ့အကြောင်းအိမ်နီးနားချင်းတွေကပြန်ပြောပြလေတော့သူမိမလည်းဘာမှတိချာမသိလို့အိမ်ကိုရှင်းလင်းရင်းနဲ့အပြင်ထုတ်ထားတဲ့အိမ်နှင်းစင်ကိုအတက်မလုပ်ဖဲနဲ့ဒီအတိုင်းပဲပြန်တင်ထားလိုက်တယ်တရရသားတော့သူတို့ကိုးကွယ်ခဲ့တဲ့ဆရာကအိမ်နားတဲ့အချိန်မှာအဲ့ဒီဆရာကမပြန်ခင်မှားသွားတယ် နောက်နေသူစီလာခဲ့ဘူးအရေးကြီးတာပြောဖို့ရှိတဲ့အကြောင်းမှားခဲ့တယ်နောက်တနေ့မိမဖြစ်သူကသွားတော့နင်တို့အိမ်ငါလာတော့ကခြံဘက်ဝါမှာလင်မယားနှစ်ယောက်နဲ့တွေ့တယ်သူတို့ကပရလောကသားတွေနှစ်ယောက်ကြခေါ်လာလို့သူတို့နေနေတာလို့ငါမနှောနဲ့မေးတာကိုဖြေတယ် ဒါနဲ့ပဲလင်မယားနှစ်ယောက်ဆရာနဲ့တိုင်ပင်ပြီးတော့ပရိတ်ရည်တွေဖြန်းတအိမ်လုံးကိုဖြန်းလင်မယားနှစ်ယောက်အိတ်တဲ့အခန်းသားရီအခန်းကိုလည်းဖြန်းအဲ့ဒီအချိန်မှာပဲတိတိတသားကြက်သိမ်းမွေးခြင်းတွေတပြန်ပြန်ထလာတော့ကိုခန်းစားမိခဲ့တယ်။အိမ်ပြန်ရင်းနဲ့လည်းတစစ်စဲနဲ့အသားတွေနာကျင်တယ်လို့ခန်းစားရတယ်။ဒါနဲ့ဆရာနဲ့ဆက်ပြီးတိုင်ပင်တော့သူတို့ကို သူတို့လာတဲ့နေရာကိုပြန်ပို့ပေးရမယ်။နေရာပြန်ချထားရမယ်ဆိုပြီးဆရာအစီအမံနဲ့ပဲတရားရဲ့တစ်ဖက်မှာနေကြဆိုပြီးတော့ပြန်ပို့လိုက်ကြတယ်။တရားရဲ့တခြားတစ်ဖက်မှာတော့မန်ပြေရန်ပြေဖျားရှိပါတယ်။ အဲ့ဒီနေရာချပေးပြီးတဲ့အချိန်မှာတော့ထိုပရာလောကသားမိသားစုကငါတို့ဒီတစ်ပတ်အတွင်းမှာလူတယောက်လဲဖို့ရှိတယ်လို့ပြောပြလိုက်တယ်။ဆရာဖြစ်သူကလည်းအငယ်ကြီးရဲ့ဆိုင်ငယ်ကိုသူ့အိမ်မှာဒီတစ်ပတ်အတွင်းလာပို့ထားပြီးအဲ့ဒီတရားဘက်ကိုလည်းမိသားစု မသွားဘူးအထူးသဖြင့်ကံနေနေတဲ့အငယ်ကြီးမသွားဖို့ကိုအတန်တန်မှာကြာစီစဉ်ပေးခဲ့ပါတယ်။၃ရက်မြောက်လောက်နေမှာတော့ ကောင်လေးတယောက်နဲ့ကောင်မလေးတယောက်စီးလာတဲ့ကတိတ်မှောင်ပြီးကောင်မလေးတည်ဆုံသွားတဲ့တရင်ကိုကြားလိုက်ရတယ်။မင်္ဂလာတော်နိုင်ငံရေးမှတ်တမ်းအနီးမှာကားအဆီဒန့်ဖြစ်လို့မင်းကလေးတယောက်တည်ဆုံသွားတဲ့တရင်ပုံးနဲ့အတိမိသားစုကြုံတွေ့ဖြစ်ပျက်ခဲ့တဲ့ဇလန်းတစ်ခုရဲ့ဆက်ဆက်မှုပါ။ဇလန်းလေးကဒီမာနင်ပြီးဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးသားပေးတဲ့မိုးရင်းသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။